ခုလိုအခြေအနေမျိုးမှာဘာဘသူ့မှာမယုံအောင်နော်အထူးသဖြင့်ဘာတော်လို့ဒါမယုံနဲ့ငါညီမလေးဘာမှစိတ်မပူနဲ့ ကိုကိုကဒီမလေးကိုကိုကိုမတွေ့တအောင်ရှာမှာကိုကိုမရောက်ရအောင်ရှာမှာညီမလေးနော်ကိုကိုဆောင်းနေနော်ညီမလေးနော်ဟုတ်ပါပြီ မရယ်ဘလို့ဖြစ်ရတာလဲကျမလေးတရင်ကြကြပြီးချင်းရွာတက်လာတာခဲဟွာလဲဆုံးမမလည်းအခုအဲ့ရထဲမှာဘုံဘုံလဲလို့ကျမကိုခေါ်ပါတော့လားကျမကိုခေါ်ပါတော့လားမမရယ်မမပစ္စည်းဥစ္စာကြီးလဲကုန်ပြီဆိုခဲကိုရှာထားတဲ့ငွေတွေလဲအားလုံးလုံလင်ခံရတယ်ဆိုစီးပွားရေးကိုမစီမံတတ်တော့အားလုံးဒုက္ခရောက်ပြီးအခုမမစိတ်ထောင်းကိုကြည်ဖြစ်ပြီပေါ့ကျမလေးဒီကလေးတွေပဲတနာတာတိလား ညီမရဲ့အမလည်းညီမတို့ခေါ်ချင်တာပေါ့။ဒါပေမဲ့ထောက်ခါမပေးချင်တာနဲ့မခေါ်ရ။မမလည်းနေကိုစုံမိရစိတ်ထောင်ကိုချေပြီးတော့အခုလိုအေးရလဲနေရပါညီမမြင်မယ်။အဲ့ဟာပြောတာပေါ့။ကျမတို့မှလေပြည့်ကြည်မှဒီညီမနှစ်ယောက်တည်းရှိတာ။မမတို့ကလေကောင်းစားတဲ့အခါတော့ဒီကညီမလေးကိုမေ့ထားပြီးတော့အခုလိုမမဒုက္ခရောက်နေတဲ့အခါကျတော့ဒီကညီမကလေမမေ့ထားရပါဘူးတော့။ မမဘာမှစိတ်မပူနဲ့ကျမကလေဒီကကလေးတွေကိုစောက်ရှောက်ပေးမယ်နော်မမသာကိုကျမရေကိုကူဆက်နော်ဟုတ်ပြီလားကျေးဇူးပါညီမကျေးဇူးတားတော့တမီးတို့လာပါအောင်တော်လေးရှိဦးလာအောင်အဲချစ်စရာလေးကြီးပါအောင်တနာပါရင် တော်လေးချောင်းသွားကြူရဲမေဒါဒါအောင်မေပြောစရာရှိဟုတ်ပြောလေမေ ခုလိုအချိန်ကြီးမျိုးမှာဘာဘသူ့မှမယုံရဘူးနော်အထူးသဖြင့်ဘာတော်လေးကိုသားမယုံနဲ့ဟင်ဘာလို့လဲအမေဒေါ်လေးကကောင်းပါလေသားပေါ်ရောမေးပေါ်ရောပြီးတော့ညီမလေးကိုလည်းကြီးဆိုင်ပါရဲ့အမေသားရေလူရရလေဟန်ဆောင်ကောင်းတတ်ကြတယ်သားရေလူရင်ထိုးရတာ ပူနဲ့တယ်တာရဲ့နောက်တော့လူသားမယုံနဲ့တော့ဒါဒါကိုသာဆောက်ရှောက်ရမယ်မြမလေးကိုလည်းသာဆောက်ရှောက်ရမယ်မမလေးတန်းတဲ့တမျိုးသိချစ်ပေမဲ့မမရဲ့စိတ်တမခိုင်မာမှုတွေမမရဲ့ရတ္တိနိုင်စမ်းမရှိမှုတွေကမမခုလိုမျိုးရှုံးပေးပြီ အိမ်ရထဲမှာလဲနေရတာမမေလေးတာနဲ့တမီးရဲ့ဘေးမှာမရှိတော့မတနည်းမထွေးပြီးတိတ်ချောက်တာပဲတာရဲ့အားချောင်းလေးဟိုရဲ့မိသားရဲ့မလေးကိုလဲဆောက်ရှောက်ရမယ်တာကူတာလဲဆောက်ရှောက်ရမယ်ကြားလားနော် မင်းဘာလို့ခုလိုမျိုးကြီးပြောနေရလဲမင်းဘာမှမဖြစ်ဘူးမင်းนี่ကောင်းမှာမင်းတားလို့တားခဲ့လို့မရဘူးနော်မင်းမမေတားလို့မတားခဲ့ပါဘူးတားရဲ့မမေဒီလိုပုံစံနဲ့တောင်းနာမမြဲတဲ့ဘယ်နေနိုင်ပါမလဲတားရဲ့အားချောမမေတားလို့မတားခဲ့ကြနာလေးမာတဲ့နာလေးတို့မမေမာချင်တဲ့ ာညမလေးကိုကိုအားကိုပူဦးမလေးကိုဆောက်ရှောက်ရမယ်တပည့်ဒါတော်လင်းပါရှုံမရမရှုံနဲ့မမမာလာကြားလာဟမ်ကြားလာလို့အမလေးတေကန်ကြီးတော့ငောက်မရှုံမှုမှားနေသေးတယ်သူကောင်းစားတော့ကတော့ငောက်ပစ်ထားပြီးတော့ဒီဟာမကြီးကတော့ငါပါကောင်မလဲဆိုတော့မသိသေးဘူးထင်တယ်